ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကြိုဆိုပါရစေ။အခုပြောပြပေးပါမှာကတော့ဒီ Bluetooth ပေါက်လေးပေါ့နော်ဒီ Bluetooth ပေါက်လေးရဲ့အသွင်ကောင်းပြက်လာပါတယ်အဲ့ဒါကိုအသွင်ကောင်းတစ်ခုနဲ့အစားထိုးပြမှာပါဒါပေမဲ့ဒီအသွင်ကောင်းကိုကျွန်တော်တို့ပြန်မတက်ပါဘူး Type C အစားထိုးအသွင်ကောင်းကိုပဲတက်တော်မှာဖြစ်ပါတယ်ဘာလို့ပြန်မတက်တာလဲဆိုတော့ဒီနေရာမှာ ဖြုတ်လိုက်တယ်ဆိုလို့ရှိရင်အကြောင်းအကြောင်းကြောင့်သူကပေါ်နေကတ်တာပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်အပူပေးပြီးခွာရတယ်ဗျသူတို့လှုပ်ထားတယ်အဲ့ဒီစာကစ်တီကအပူပေးတယ်ဆိုရင်သူကအရင်သွေးညံ့တာတွေကိုတုံးထားတဲ့အတွက်အပူပေးပြီးတော့ဒီခေါင်းကိုခွာတယ်ဆိုရင်အဲ့မှာသူကကြီးပြားလေးတွေကြွာလာတာတို့နောက်တစ်ခုကအဲဟို ကတ်ပြီးတော့ကတ်သွားတယ်ဆိုပြီးတော့ပြန်လှုပ်လိုက်ပြန်ပြန်ပြုတ်ထွက်လာတာတော့အဲ့ဒီ error တွေဖြစ်တယ်ဗျအဲ့ဒါကြောင့်ကျွန်တော်ကဒီအမြဲတမ်းလိုလိုဒီလိုမျိုး micro ခေါင်းတွေပြက်တယ်ဆိုလို့ရှိရင်ပြန်တက်လို့မရှိပါဘူးအစားလိုခေါင်းပဲ၃လေးရှိပါတယ်ဒီကတ်ကိုကျွန်တော်ဖြုတ်လိုက်ပါတယ်ဖြုတ်လိုက်တော့အဲဖြုတ်တဲ့အပိုင်းတော့ရိုင်းမပြတော့ဘူးเนาะ ဖြုတ်လိုက်တော့ဒီ5ခုခေါင်းကိုတစ်ချက်တစ်ချာကြည့်ပါဒီမှာเนาะ channel painting အကုန်လုံးက body နဲ့တွဲထားပြီးတော့ ground ချထားတာကိုတွေ့ရပါတယ်ဒီမှာ line ကတစ် line ပဲရှိမယ်ဒီ line လေးတွေ့လားဒီ line လေးက positive ပါ bound line เนาะ channel အကုန်လုံးကဒီမှာ body ကို ground ချထားတဲ့အတွက်ဒီကနေပြီးတော့အနှုတ်ကိုယူလို့ရတယ်ပြီးရင်ဒီ line ကနေပြီးတော့ဒီနေရာကိုခဲချစ်တာတော့၎င်းစင်ပြေတဲ့နေရာကနေပြီးတော့ တွဲလို့ရတယ်ဒီ line ဝင်ထားတယ်ဒီဒီနေရာလေးမှာတော့၎င်းဒီနေရာလေးမှာတော့၎င်းခဲတူပြီးတော့ positive ကိုအပေါင်းပေးလို့ရပါတယ် positive ပေါ့နော် positive ပေးလိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်အဲအဆင်ပြေသွားပြီပေါ့နော်ဒါဆိုကျွန်တော်လောလောဆယ်မှာဟို bluetooth ဖောက်ကိုအပေါက်ဖောက်တာတို့ဘာလို့မလုပ်ခင်မှာဒီနေရာဒီမှာခဲတူပြီးတော့အရင်စမ်းကြည့်မှာဖြစ်ပါတယ် အရင်ဆုံးဘာမှမလုပ်ခင်မှာဒီမှာဘက်ထရီရှိတယ်เนาะဘက်ထရီကနေပြီးတော့ပါဝါပေးထားတယ်ကျိုးဖြုတ်ပြပါမယ်ပြီးတော့မှစိုက်တာလှုပ်လို့အဆင်ပြေပါပါမဟုတ်ရင် short ကြတာတော့ဖြစ်တတ်ပါတယ်အခုလုံးလုံးစေကျွန်တော်ကခဲတူတာကိုရိုက်မပြတာကနေရာတအားချင်းတော့ ဗီဒီယိုရိုက်နေရင်ဖုန်းဖုန်းနဲ့ခဲကောက်ကင်တာနဲ့အဆင်မပြေလို့ပါဒီကျိုးကိုဒီမှာနော်ဒါက type c ခေါင်း type c ခေါင်းရဲ့အပေါင်းဘက်ကအဝင်ရောဒီကနေပြီးတော့ဒီမှာအဲဒီလမ်းကြောင်းလေးပေါ့နော်ပရိုတန်နဲ့ထောက်ပြမှမြင်ရမှာပါဒီမှာအဲဒီမှာ ဒီကနေသွားတယ်ဒီဒီခေါင်းပေါ်တော့ဒီခေါင်းကနေသွားတယ်ဒီမှာအပေါင်းလမ်းကြောင်းရှိတယ်ဒီမှာဒီအပေါင်းလမ်းကြောင်းလေးကဒိုင်အုပ်ကိုသွားတယ်ပေါ့နော်ဒီမှာကျွန်တော်ကဒီဒီအဒီပလန်းကြောင်းကိုခဲချစ်ဒါနဲ့အဲချစ်လိုက်ပြီးတော့ဖောက်မိတော့ပဲလေဒီဒိုင်အုပ်ကထိတ်မှာသွားတို့ခါတော့နော်အနှုတ်ကိုကြာတော့ကျွန်တော်ဒီခေါင်းကိုမဖြုတ်ဘူးအနှုတ်ကိုကြာတော့ဒီနောက်မှာသွားတို့လိုက်တယ် မိုင်းနက်ကိုကြာတော့ဒီဘော်ဒီကိုတွဲထားတဲ့စပေါ့20ရှိမယ်ဟိုဘက်မှာ2ခုရှိမယ်အဲ့မှာတက်တွဲလိုက်တယ်တက်တွဲလိုက်ပြီးတော့ဒီမှာဟိုအောင်စမ်းပြမယ်နော် ตัดไล่เองဒီမှာအားဝင်ပါပြီဒါဆိုအားလုံးပြီးပြီပေါ့เนาะအထိုင်ချပြီးတော့မှပြန်ໃຊ້ပြပါမယ်ဒီနေရာမှာတိုင်းစီကောင်းကိုထိုင်ချလိုက်ပါတယ်ထိုင်ချလိုက်ပြီးတော့ဒီကနေကျိုးနှစ်ဆယူလိုက်တယ်ယူလိုက်ပြီးတော့ခုနပြတဲ့အတိုင်းအပေါင်းသားကိုဒီမှာထိုင်အုပ်ထိုင်အုပ်ဘက်မှာတစားတက်လိုက်တယ် မိုင်းနပ်ဆောက်ကြတော့ဒီမှာ body body မှာတွားပြီးတော့တက်လိုက်တယ်နော်ဒါဆိုရင်မီးထိုးပြီးတော့တစ်ချက်ဆန်းပြမယ်နော်ဒီမှာပါအာဝင်ပါပြီနော်ဒါဆိုရင်ဒီဟာကိုပြန်လုံးပြီးတော့ပြန်ပြန်ဆန်းပြပါမယ်တခုပရိထားမှာကကျွန်တော်ပြနေတဲ့ဗီဒီယိုကြီးတော်တော်များများအောင် sorry ကင်မရာလှုပ်သွားတယ်နော်အခု ကျွန်တော်ပြနေတဲ့ဗီဒီယိုတွေတော်တော်များများက soldering iron တော့ဟွာခဲကောက်เนาะခဲကောက်တစ်မျိုးတည်းကိုပဲသုံးပြီးတော့ရိုက်ပြနေတာပါကျန်တဲ့ခီကန်းသုံးတာတို့တခြားသော accessory တွေသုံးပြီးတော့ပြနေတာမရှိပါဘူးဝတ်ဥလှဲရဲ့ဓာလီရဲ့ ဲခေါက်ရဲ့ခဲရဲ့ဒီလောက်ပဲเนาะအော်ဒီလိုအပေါက်ဖောက်တာကြတော့ဝက်ဥလဲနဲ့ထိုးဖောက်လိုက်တယ်ထိုးဖောက်လိုက်ပြီးတော့ကက်ကြီးနဲ့လှည့်လိုက်တာပါဟိုအော်ဝိုင်းဖြစ်သွားဒါပါပဲဒါတွေကလွယ်မယ်ထင်လို့ရိုက်မပြတာပါပြန်လုံးပြီးသွားရင်ပြန်ပြမယ်เนาะအခုဆိုရင်တော့အားလုံးပြန်လည်တက်ဆင်လုပ်ပြီးပါပဲအားသိမဲ့အပေါက်ကဒီမှာဖြစ်သွားမယ် ပြန်ပြီးတော့ပြင်ပြပါအောင်မှာချာခြင်းဝင်လားမဝင်လားပေါ့နော်ဒီမှာပါဒီမှာရပြီနော်ပြီးတော့ဖွင့်ရင်ပွင့်လာပါပြီ Bluetooth mode ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ